Kulam salam. ချစ်တောင်အာရှမှာရွှေနိုင်ငံလို့တင်စားခေါ်ဝေါ်ကြတဲ့မြမပြည်ဟာဗုဒ္ဓဘာသာသာသနာရောင်ဝါထွန်းလင်းပြီးလူအချင်းချင်းမေတ္တာရှိထားခွင့်လွတ်သီးခံတတ်တဲ့ရင်ကျေးပြူငါပေါ်ရွေလှတဲ့တိုင်းပြည်ရဲ့လို့တပည့်ပြည်သူတွေကပြောစမှတ်ပြုကြပါတယ်ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူတွေကဖျားတရား တန်ဃာကိုယရနာသုံးပါးအဖြစ်စီကတ်ကိုးဝယ်ကြပြီးဗုဒ္ဓဖျားရှင်တတော်ထင်ရှားမရှိတော့တဲ့နောက်တန်ဃာတော်တွေကိုပဲဗုဒ္ဓမြတ်စွာဘုရားကိုသာလူဒန်းစကတ်ကိုးွယ်ခဲ့ကြတာပါဗုဒ္ဓသာသနာ နှစ်ပေါင်း2500ကျော်လာတဲ့အထိဖျားသားတော်ယဟန်တန်ဃာတော်တွေကပဲသာသနာကို ထိမ့်သိမ်းဆောင်ရှောက်လာခဲ့ကြတာပါ ဗုဒ္ဓသာသနာတော်တည်တံ့ရေးနဲ့ထွန်းကားပြန်ပွားရေးအတွက်မြမပြည်ဟာအ धिक အချက်ချာဘူမိနတန်တစ်ခုဆိုရင်လည်းမမှားပါဘူးမြမပြည်မှာရေပေါ်မြေအောက်တဘာဝတရားစာတအဖိုးရန်ယတနာတွေအများကြီးရှိတာအလုံးသိပါပဲကျွန်းတဲ့နဲ့ကြောင်းမြတ်ယတနာမျိုးစုံကိုဈေးပြိုင်စနစ်နဲ့လေလံတင်ပြီး အကြီးအကျယ်ရောင်းချနေတဲ့အပြင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းအိန္ဒိယနဲ့တရုတ်ကိုတောင်တဘာဝဓာတ်ငွေတွေရောင်းစားနေရတဲ့အထိရေနံနဲ့တဘာဝဓာတ်ငွေတွေအလျံပယ်ထွက်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဒီလိုဆိုရင်တိုင်းပြည်လူထုအများစုကြီးဆင်းရဲမွဲတေနေတာဘာကြောင့်ပါလဲ။ ပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကိုလက်လျူရှုပြီးအာနာရှင်ဗိုလ်ချုပ်တစုက ကိုကြိုးရှာဖောက်ပြန်လာရဲ့စစ်တပ်ကိုလိုအပ်တာထက်ပိုပြီးအဆမတန်ချဲ့ထွင်နေလာရဲ့စစ်လက်နက်ပစ္စည်းတွေအမြောက်အများဝယ်ယူပြီးပြည်သူလူထုကိုရန်သူလိုသဘောထားပြီးစခင်းတပ်ဖြတ်ဖို့လုံနေတာကြောင့်ရဲ့ဆိုတာကို လူတိုင်းဖြေကြပြောကြမှာသိကြပါရဲ့ 2005ခုနှစ်ကုန်ပိုင်းမှာကြပြေးရက်ကိုမြို့တော်သစ်တတ်မှတ်ပြီးအစိုးရရုံးတွေအခြေစိုက်ဖို့နာဖာတစ်ဖွဲ့လုံးပြောင်းခဲ့တာကလည်းမလိုအပ်ပဲပြည်သူ့ဗန္နာငွေတွေကို ဖြုံးတီးတာပါပဲအာနာရှင်စစ်အစိုးရထိတ်သီးအုပ်စုနဲ့သူတို့ရဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းတွေလောက်ပဲကိုပိုင်ဈေးကွက်နဲ့စီးပွားတက်ခဲ့ကြပြီး ဘိုးချုပ်တန်းရွှေရဲ့သားသမဲလိုနာမည်ကြီးတဲ့ဥတေဇဆိုရင်မြမပြည်လိုကမ္ဘာအဆင်းရဲဆုံးနိုင်ငံမျိုးမှာဘိုးချုပ်တစုနဲ့ပေါင်းပြီးတမာအာဇီဝနီးနဲ့ဘသူမှအိမ်မက်မမဲရဲတဲ့အဲဘကန်လို့ခေါ်တဲ့ပုဂ္ဂလိကလေချောင်းကုမ္ပဏီပိုင်ရှင်ခစ်ပြတ်တထေးကြီးအဆင့်ကိုရောက်ရှိနေတာကော်ဖီကတော့သူတို့ကိုအာပြရပြရတယ်ဘာစတိုင်းစစ်ကောင်းပြတယ်ဟုတ်ပါဘူး ဒေဇတယ်မဲလားဆို မဟုတ်သေးပါဘူးသူသားပိုင်ဖြိုးဒေဇနဲ့ထက်ဒေဇတို့ကအစမြမပြည့်ရဲ့အရင်အမြင့်ထွက်ပုံတွေအလုံးပေါ်ဖင်ခုထိုင်ပြီးရန်ကုန်စင်ကာပူတပတ်တစ်ခါအသွားပြန်လို့တုံးဖြုံတောင်းချမ်းနေကြတာကိုတွေ့ကြရမှာပါ ပူကျုပ်ထိပ်သီးတွေကတိကျွဲချမ်းသာနေကြတာကြက်ပြေးနဲ့ရန်ကုန်မှာနေရာခွဲချင်းပခဲ့တဲ့နိုင်ငံတော်အကြီးအကဲဆိုသူရဲ့သမီးတွေမင်္ဂလာအဲ့ခံပွဲကလည်းတက်သေးခံပါလေကြည်ပါတုံနေတော့ပစ္စည်းများဟိုဆိုလူရဲ့လူပန္နာစိတ်ကလေးတွေချစ်စရာမတန်မရာသူ့ကိုမှသူတို့မို့အရှက်မရှိလို့ရကြပေတာ ဗန္နာများမို့မတရားလူရဲ့ယူကရှက်ဖို့ကောင်းတဲ့ဒီကဘာမှာစိတ်ကလေးတွေจิตတရားမတန်မရာသူ့ကိုမှာသူတို့မို့အရှက်မရှိတော့ရင်နံနဲ့တဘာဝဓာတ်ငွေတွေအလျံပယ်ပေါ်ကျွေဝါလို့အိမ်နီးချင်းနိုင်ငံတွေကိုတော့ရောင်းစားနေရတဲ့နိုင်ငံက2005ခုနှစ်မှာတကြိမ်2008ခုနှစ်မှာတကြိမ်လောင်စာစီစည်းတွေအကြိမ်ကြိမ်အဆမတန် မြင့်တက်ခဲ့ပါတယ်။တဏိဒာဝန်စာကို အပြေးလွှားရှာဖွေနေရတဲ့လူတို့ရဲ့နေစဉ်ဘဝကိုဘိုလ်ချုပ်တစုက လုံးဝဂရုမစိုက်ပါဘူး။2008ခုနှစ်ဩဂုတ်လ15ရက်နေ့မှာလောင်စာစီစည်းတွေထပ်တိုးလိုက်လို့88မျိုးဆက်ကျောင်းသူကျောင်းသားတွေဥဆောင်ပြီးလူတို့ကိုစားဆန္ဒဖော်ထုတ်ခဲ့တာမြင်တွေ့ကြတဲ့အတိုင်းပါပဲ။ လူတွေရဲ့ခေါ်သားကျွန်တော်တို့လည်းရင်းရံဆောင်တဲ့ဆန္ဒပြနေတာဖြစ်ပါတယ်။ကောင်းသောတဲ့ဖြစ်ဖြစ်ကော်မီပေါ်တဲ့ကော်မီစားစီရဲ့ရှင်းဆက်ချက်ရိုးတဲ့ကောင်းသားကောင်းသားတွေအားလုံးကြီးပါဟာဒီနေ့တည်းမှာဖျက်ကြပွားပါပြီ။ဘောတော်လည်းကြည်စီနေတဲ့ပေါ်ရရှင်းဆက်ချက်ရိုးတဲ့ကောင်းသားတွေရိုးသားဒီမိုကရေစီဖွဲ့ဆောင်ဖွဲ့ဝင်တွေခြေကတိကြကောင်းသားတွေတက်တော်တည်တည်ပါရှိနေတဲ့ကောင်းသားကောင်းသူတွေဒီသူအားလုံးဟာဒီနေ့ဒီနေ့မှာဖြစ်နေတဲ့ကောင်းသား စ်ဖနာအောက်ကပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကို အရင်ဆုံးတိုက်ရိုက်ထိတွေ့ခံစားသိရှိရသူတွေဟာယဟန်တန်ဃာတော်တွေပဲဖြစ်ပါတယ်။နေ့စဉ်နဲ့နှစ်တိုင်းဆုံးကံထွက်လို့ရတဲ့ဆွမ်းနဲ့ဆွမ်းဟင်းတပြေးပြေးညံ့တစ်ထက်ညံ့လာတာနဲတစ်ထက်နဲလာတာကိုကြည်ပြီးတန်ဃာတော်တွေဟာတနတ်သေးစားရတဲ့ဆုံးကိုယ်တော်မျိုးမကြရလောက်အောင်လူထုရဲ့ဒုက္ခကိုမျှဝေခံစားခဲ့ရပါတယ်။ လူထုရဲ့ဆင်းရဲကြက်တဲမှုကို မကြည့်ရတော့လို့ပခုတ်ကူတန်ဃာတော်တွေကစက်တင်ဘာလ9ရက်နေ့မှာမြစ်တာပို့စီတန်းလှဲ့လေဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒါကိုစစ်ဘိုလ်ချုပ်တစုကအကြမ်းဖက်တဲ့နည်းနဲ့ဖြေရှင်းတုံ့ပြန်ခဲ့ကြပါတယ်။ဖျားသားတော်တွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်နှက်ခဲ့တဲ့အထိနှိပ်စက်စော်ကားမှုတွေလုပ်ခဲ့တဲ့အတွက်နာဖအနေနဲ့တန်ဃာတော်တွေကိုဝန်ချတောင်းပန်မှုပြုလုပ်ဖို့ တောင်းဆိုချက်တွေမရရင်ကံဆောင်သဘိမှောက်မှုတွေပြုတ်လုသွားမယ်လို့တန်ဃာတော်တွေကအတီလင်းထုတ်ပြန်မိန့်ကြားလိုက်ပါတယ်ရှိရနိုင်ရှိသောနန္ဒစကြဝဠာနန္ဒတတဝါတို့ဤယခတိ ပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရနိုင်ရှိသောအနန္တစကြဝဠာနန္ဒသတ္တဝါတို့အေးရန်ခသိင်းကြီးကြပါစေဒေါ်တာခသိင်းကြီးကြပါယဟန်တန်ဃာတော်ရိသာမကတိလရှင်များကလည်းပါဝင်လာကြပြီး သာသနာအလံတော်ကိုအမြင့်ဆုံးလွှင့်ထူလို့ကံဆောင်တပိတ်မှောက်မှုတွေယူရောနေပါမကြံနေရာအနှံ့ပြုလုပ်ခဲ့ကြပါတယ်။အနန္တစัจ java လာနန္ဒတတ္တဝါတို့ဤယံသတိဉာဏ်ရပါသည် ြည်သူလူလူကြီးကတန်ဃာတော်တွေဥဆောင်မှုနောက်စီကံရှိရှိလိုက်ပါခဲ့တာတွေ့မြင်ကြတဲ့အတိုင်းပါပဲကဘာတစ်ခုလုံးအုံအုံကြွကြွတုံလှုပ်ရိုက်ခတ်သွားတဲ့ရွှေဘော်ရောင်တော်လှန်ရေးမှာမြမသွေးကိုပြခဲ့ကြတာပါ ကျောင်းသားပြည်သူတွေရဲ့ဆန္ဒပြပွဲတွေကိုဗိုလ်ချုပ်တစုကကြံ့ဖွဲ့နဲ့စွမ်းအားရှင်တချို့ကို အကြမ်းဖက်နှိပ်ဖို့ဖို့ဖိုင်းစီခဲ့ပါတယ်။ပြည်သူလူထုအချင်းချင်းကြားထဲမှာတွေးခွဲတဲ့လှုပ်ရဖြစ်ပြီးကြံ့ဖွဲ့နဲ့စွမ်းအားရှင်တွေကကြေးစားလူမိုက်အလုပ်တွေကိုပခင်အားရအောင်လုပ်ခဲ့ကြပါတယ်။လောင်းရဲ့ပေးတိုင်မှာလူနဲ့စစ်အာဏာရှင်တွေရဲ့လက်တံမွေးခံနာရတဲ့သူတွေဟာ ခုမှ မယိုင်းချမ်းနန်းတာမဟုတ်ပဲအရင်ကလည်းနိုင်ငံရေးအကျဉ်းသားဟောင်းကိုတက်နိုင်ဦးကိုရန်ကုန်တိရိမင်္ဂလာဇေနီးမှာလူမဆန်းစွာလက်ရဲစရဲဝိုင်းရိုက်တပ်ဖူးတာကိုဇာပနအမှတ်တမ်းကသက်တည်ခံနေတာတွေ့ကြရမှာပါ ိတော့ဘယ်လိုမှသာမဟုတ်သေးရှိတော့ဒီတို့ဒီချင်းမှမပြလို့ပြရမယ်ဆိုတဲ့အကြောင်းအရာလေးပေါ့လို့ဖြစ်တာမင်းလေးဆရာတော်လေးဖြစ်ပါလေစစ်ဘိုလ်ချုပ်တစုကမြတ်တာပို့စီတန်းလှည့်လေတဲ့တန်ဃာတော်တွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်ဖို့ကြံ့ဖို့စွမ်းအားရှင်ပြင်လုံတိန်ရဲနဲ့စစ်သားတွေကို အစင်သင့်ပြင်နာကြဆိုပြီး စက်တင်ဘာလ6ရက်ညတကောင်တည်းကလျှို့ဝှက်အမိတ်ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင်မိသားတပ်ဖွဲ့တွေကိုလည်းဆန္ဒပြသူတွေရဲ့သွေးမြေကျမှုတွေလမ်းမပေါ်မှာမချောက်သေးခင် ရှင်းလင်းလက်ဆဖြောက်ဖို့အစဉ်သင့်ပြင်ထားခိုင်းခဲ့ပါတယ်။အာနာရှင်စစ်ကောင်းဆောင်အစဉ်စင်ရဲ့အမိန်ပေးမှုအောက်မှာယဟန်တန်ကចောင်းသားပြည်သူတွေ အသက်ဆုံးရှုံးဒဏ်ရာရသွေးမြေကြခဲ့ရပါတယ်တန်ဃာတော်တွေသွေးမြေကြရရှာလို့ဆွေလေးသမျှကြွစိတ်မှမပြေနှိမ့်ဆက်ခံရရတဲ့ယဟန်ရှင်ရဲ့ရဲ့တော့အာလာနီလေး ရဲရဲတောက်အာဂဏီတွေတို့ဗမာတိုင်းမြန်ပြည်တွေ့ရှုလာပဲအသီးပြူပါရဲ့လေယုံမဆူဝါလာရဲ့စစ်ဘလူးများရဲ့လူမဆန်ပုံတွေဖျားမသာတော်သံဃာတော်မြတ်တွေကြီးရဲ့သွေးတစ်စက်ပေးဆက်မြေ ကြွေဒီလူကိုရင်ဝဲသားခယူမထားရငါခဲ့ရာတွေအသက်ဆုံးရှုံးခဲ့ရသူတွေမသေးမရှင်ဖြစ်နေသူတွေကိုလက်စာဖြောက်တဲ့အနေနဲ့တိတ်တဆိတ်မိတကြိုခဲ့ကြပါသေးတယ် ြောသွားတဲ့အထဲမှာတည်ဆုံးသူ10ယောက်တန်းရသူ14ယောက်လို့ပြောပါတယ်။အဲ Mr. Pinero ကိုထိန်ပင်တုတ်တံမှာပြရုံကအဲ allowance 14လောင်းမိရှို့တယ်ပြောပါတယ်။အဲတကယ်ကိန်းကဏ္ဍလေးပြောသိကြပါတယ်။ကျွန်တော်ဒီစက်တင်ဘာလအတွင်းမှာဖြစ်တဲ့အရေးကင်းကာလအတွင်းမှာအရေးကင်းကာလအတွင်းမှာဟိုကျွန်တော်ဖြားနာတည်ဆုံးမှုမပါတဲ့ဖြားနာတည်ဆုံးမှုမပါတဲ့ကျွန်တော်ဒီအရေးကင်းကာလနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့တည်ဆုံးမှုဖြစ်ပါတယ်။တချို့တည်ဆုံးမှုတွေဟာ ဆိုတော့ GDC မှာကျွန်တော်တို့ခေါ်ပြီးတော့စစ်ဆေးစင်မှာသူ့နှကိုပါလာတဲ့ယောဂာနဲ့အဲ့ဒီမှာပဲကျွန်တော်တို့ဖြားတယ်နားတယ်ကျွန်တော်ဆေးဥပုတ်တယ်တော့အဲ့ဒီမှာဆုံးတယ်အဲ့ဒီပုံကိုယ်တွေကထက်သွင်းပြီးတော့ကျွန်တော်တို့ကဒီထိပ်မှာတကြွတဲ့ကိစ္စတွေရှိပါတယ်။ဆောစောကတော်ရင်ဝင်းပြောတဲ့ဥစားတော့ခုနဟာဒီအားလုံးစူပေါ်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်အခြေအတွက်တခုကွာခြားနေတယ်ဖြစ်ပါတယ်။မရှင်းလို့မေးပြရစေခုန14ယောက်ဆိုတာ4ယောက်ကနေမကောင်းပြီးတည်တယ်ဆိုတော့တို့ရော identity လေးများတို့သိပြီးမှပြောပြီးမှမှတ်တမ်းတင်သွားခဲ့နိုင်လားမသိဘူး။အားလုံးလည်းဖြတ်တာပြီးတည်တယ်တဘောတော့ပို့ပါဘူး။ စောစောကဒေါ်အေးဝင်းပြောတဲ့အခြေတွက်ကတော့အရေးကင်းကာလတစ်ခုလုံးမှာအခြားကြောင်းတဲ့တရားလူတွေပါရှိပါလိမ့်မယ်အဲ့တော့တချို့အခုန identify လုပ်နိုင်မလုပ်နိုင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ identify မလုပ်နိုင်တဲ့အလောင်းကြလည်းရှိပါတယ်